ွေးချယ်ခြင်းပြီးသူကအမေရိကန်မှာရှိတဲ့အကြောင်းတစ်ချောင်းအဲ့ဒီအကြောင်းမှာတက်နေကြတဲ့ဆယ်ကျော်သက်ကောင်မလေးတွေကြားမှာနှခမ်းနေဆိုရင်ဂျင်းမှုခင်းစားစားလာတဲ့အချိန်တန်းအားပြီဆိုတာနဲ့အကြောင်းသူတွေတက်နေကန်တဲ့ကိုပြေးတယ်နှခမ်းနေရဲ့လူရဲ့ဆိုးကြတယ်ပြန်နှခမ်းကြီးဆိုးတဲ့ပါဇက်တွေနဲ့တန်းနေငန်းတွေကိုကြိမဲ့ကြီးကြီးကိုနန်းနေမှန်မော်မှာနှခမ်းရည်ချင်ရတယ်။တန်ရှင်းဝင်နေနေခင်ဗျာမှန်မော်ကနှခမ်းကြီးရည်ကိုတုတ်ဖို့အလုပ်တစ်ခုပို့လာရောအဲ့ဒီလိုမလုပ်ဖို့ចောင်းသူတွေကိုဆ ्याम မဆုံးမှထုံးစံတိုင်းပဲဘယ်သူမှနားထောင်ကြဘူး ဒါနဲ့အကျောင်းသူတွေကိုဆရာမအတန်းငန်းနဲ့ခေါ်သွားတယ်။မှန်မှန်မှပေးနေတဲ့နှခမ်းနေရာတွေကိုတော့ရတာလွယ်တာမဟုတ်ဘူး။ဆရာမအကျောင်းသူတွေကိုပြောပြတယ်။ပြီးတဲ့အခါမှာဘေးမှာရှိတဲ့တန်ရှင်းဝန်ထမ်းကိုပြောတယ်။တန်ရှင်းလို့ရတာဘယ်လောက်ခက်တယ်လဲဆိုတာသူတို့သိအောင်ပြလိုက်ဆန်မှာတန်ရှင်းဝန်ထမ်းကျန်းတိုက်ဒုတ်ကိုယူတယ်။ဒုတ်ထိတ်ကိုအင်နာအိုးနဲ့နှက်လိုက်တယ်။ပါလာတဲ့အင်နာရည်တွေကိုနှစ်ချတယ်။ပြီးတော့မှအဲ့ဒုံနဲ့မှန်ကိုတိုက်ပြတယ်။ပြီးတဲ့အခါကျန်းတိုက်ဒုတ်ကိုအင်နာရည်နဲ့ထပ်ဆွတ်တယ်။မှန်ကိုထပ်တိုက်တယ်။ နေ့နေ့ကနေစပြီးတော့မှန်ပေါ်မှာနှခမ်းနေရာတွေမတွေ့ရတော့ရွေးချယ်ခြင်းပြီးသူကဆိုတာအဲ့ဒါပဲကိုဖြစ်ချင်တာဖြစ်ဖို့သူများတွေကိုအတင်းတိုက်တွန်းနေကြမလို့သူတို့မှာကိုပိုင်ရွေးချယ်ခြင်းရှိတယ်ဆိုတာကိုလက်ခံရမယ်ဒါပေမဲ့ကိုလိုချင်တဲ့ဟာကိုသူတို့ယူဖို့တိုက်တွန်းပေးတယ်ရတယ်စိုးစိုးကအကြောင်းသူလေးတွေမှန်ကိုနှခမ်းနေထန်းနှန်းခြင်းနန်းဝင်ရှိသေးတယ်ဒါပေမဲ့သူကနန်းနန်းနေရဲ့မှန်ကိုအင်နာအိုးရရေးနဲ့ဆေးတယ်ဆိုတာသူတို့သိသွားကြတယ်မှန်ကိုဘယ်သူမှမနှမ်းခြင်းရတော့ဘူးဒီចောင်းသူတွေရဲ့ရွေးချယ်ခွင့်ကိုပိတ်ပင်လိုက်တာမဟုတ်ဘူး သူ့လှုပ်ချင်တာဆက်လှုပ်လို့ရသေးတယ်ဒါပေမဲ့ဆီယမ်မဘက်ကတိဆောက်ပေးလိုက်တဲ့ရွေးချယ်ခြင်းပြီးသူကကြောင့်ចောင်းသူတွေအတွက်ជួយเสียလွယ်သွားတယ်အဆောက်အဦတစ်ခုရဲ့ဘီတုကပုံစံဟာအဲ့အဆောက်အဦကိုမင်းထွက်သွားလာနေတဲ့သူရဲ့တောင်းဝန်လာပုံကိုပြောင်းလဲစေနိုင်တယ်မဟုတ်ဘူးလားရွေးချယ်ခြင်းပြီးသူကဆိုတာလည်းဒီသဘောပါပဲဒါကိုနားလည်ရင်လူတွေကိုအတင်းကြီးလိုက်ပြောနေကြမလို့တော့ဘူးလန်ဒန်မှာရှိတဲ့ဓာတ်ပုံပြလိုက် National Portrait Gallery မှာပြဿနာတစ်ခုဖြစ်ခဲ့တယ်ပြလိုက်ကို အားကြီးတဲ့လူတွေထဲမှာအပေါ်တက်ကိုတက်ကြည့်ရလူမရှိသလောက်ရှားတယ်။မြေကြီးထက်မှာပဲပြည်နေတယ်။လူတွေကလှေကားနဲ့တက်အောင်ပြင်းလို့ပြားတဲ့ရဲအုပ်ချုပ်သူတွေကအမေရိကန်မှာရှိတဲ့ပြားတဲ့ရဲဒီဇိုင်းကိုအတူယူဖို့သုံးဖြတ်လိုက်တယ်။ပြားတဲ့ဝင်မောက်ကိုနေရာပြောင်းလိုက်တယ်။ဝင်မောက်ဝင်ဝင်ချင်းနေရာမှာဆက်လီကအကြီးကြီးတစ်ခုတက်တယ်။ဆက်လီကနဲ့တက်လိုက်သွားရင်အပေါ်ဆုံးတက်ကိုရောက်မယ်။ပြားခန်းရဲအဓိကပြားကွက်အားလုံးကိုအပေါ်ဆုံးတက်ကိုပို့လိုက်တယ်။လာကြည့်ရဲ့လူတွေအပေါ်ဆုံးတက်ကိုအရင်ရောက်တယ်။ ပြီးတော့မှအောက်ကိုတထိုင်ချင်းပြန်ဆင်းတထိုင်ချင်းဆင်းဝင်ကြည့်ရတယ်။လေကားတက်เสียမလို့တော့ဘူး။လေကားနဲ့ပြန်ဆင်းရုံပဲ။ဒါရွေးချယ်ခြင်းရဲ့ပြီးသူကအကောင်းဆုံးဥပမာတစ်ခုပေါ့။အမေရိကန်ကန့်ပြည်မှာရှိတဲ့ရွာတစ်ခုမှာအမိုက်ပစ်သူတွေကြောင့်အခက်တွေ့နေကြတယ်။တခြားလုံးကနေအေးဘူးအခွန်နေအမှန်ပြန့်ကျဲနေတယ်။ရွာရဲ့စတိုးဆိုင်ပိုင်ရှင်ကသူ့ဆိုင်မှာမုံနေအေးတွေလာဝဲကြတယ်။ကလေးတွေပြဿနာမရှာခြင်းဘိုင်းပြစ်နေလို့လည်းမပြောဘူး။ ကလေးတွေဆိုင်မှာမုံလာဝဲတဲ့အခါဆိုင်ရှင်ကတရားလုံးတွေမုံတို့တွေအပေါ်လာဝဲတဲ့ကလေးရဲ့နာမည်ကိုမင်းနဲ့ရေးပြလိုက်တယ်။ဒါနဲ့နာမည်နဲ့ပဲရေးပြလိုက်တာ။အမိုက်ပြတဲ့ပြဿနာချက်ချင်းဆိုလို့ပျောက်သွားတယ်။မိချက်ချင်းပြီးသူကဆိုတာဒါကိုပြောတာ။အဲ့ကလေးတွေလမ်းမမှာအမိုက်ဆက်ပြချင်းလား။ပြလို့ရတယ်။မိုက်ပုံးနဲ့မထည့်ပဲနေချင်းလဲနေလို့ရတယ်။ဒါပေမဲ့အမိုက်တိုင်းမှာနာမည်ရေးထားတဲ့အတွက်ဘသူပြစ်တယ်လဲဆိုတာလူတိုင်းသိကုန်မယ်။ဒီတော့သူတစ်ပါးရွေးချယ်မှုကိုကိုယ်ကလိုက်ပြီးတားနေကြမလို့ ူဖြစ်ချင်တာကိုအတင်းလုတ်ခိုင်းနေကြလည်းမလို့အုံနောက်နေနေသုံးပြီးရွေးချယ်ခြင်းပြီးသူကောပုံစံပြောင်းပေးလိုက်ရင်ချပြီ